န်ကအငင်းပွားနယ်စပ်တလျှောက်ဆင်းရဖြစ်တင်းလိုက်ပြီလို့ကာကွယ်ဝင်ကြီးဖန်တန်ဝီချာရာချိုင်းကပြောကြားပါရယ်မေလ28ရက်ကအငင်းပွားနယ်စပ်မှာပြစ်ခတ်မှုဖြစ်ပွားခဲ့ရာကမ္ဘောဒီးယားစစ်သားတဦးတေဆုံးခဲ့ပြီးနောက်အိန်းနီးချင်းနှစ်နိုင်ငံကြားတင်းမာမှုတွေမြင့်တက်ခဲ့တာပါတင်းမာမှုလျှော့ချစေနိုင်မဲ့နှစ်နိုင်ငံဆွေးနွေးဖို့အဆိုပြုချက်တွေကိုကမ္ဘောဒီးယားနိုင်ငံကပယ်ချခဲ့တယ်လို့ထိုင်းဒုတိယဝန်ကြီးချုပ်လည်းဖြစ်သူဝီချာရာချိုင်းကဆိုပါရယ် နေဆက်တလျှောက်တင်းမာမှုတွေပိုဆိုးလာစေခဲ့တဲ့ဆင်းရဲတိုးချဲ့မှုတွေရှိခဲ့ပါတယ်လို့၎င်းကထုတ်ပြန်ချက်တစ်ခုတွင်ပြောပါတယ်ပြည်ပခါကိုအဆမပြိုးတာကကျွန်တော်တို့ရဲ့ယက်တီချက်ဖြစ်ပေမဲ့ကိုကိုကိုခုခံကာကွယ်ရမှာဖြစ်ပါတယ်လို့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်ကစနေနေ့အစောပိုင်းမိန့်ခွန်းတစ်ခုမှာထည့်ပြောခဲ့ပါတယ်အပြည်ပြည်ဆိုင်ရာဥပဒေမူပေါင်းတွေကို လေးစားသမှုရှိကြောင်းအဆိုပါမဟာဗျူဟာတွေက တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကိုကာကွယ်စောင့်ရှောက်ရမှာအရေးကြီးကြောင်း စစ်တပ်ကကျူးကျော်တိုက်ခိုက်မှုကိုကာကွယ်ဖို့အစဉ်အသင့်ရှိကြောင်း သူကဆိုပါတယ်။တည်ငြိမ်မှုပြန်လည်ရရှိစေမယ့်နီလန်နဲ့နှစ်နိုင်ငံဆွေးနွေးပွဲဆက်လက်ပြုလုပ်ဖို့ထိုင်းနိုင်ငံကတန်ဋိဌာန်ချထားဆဲဖြစ်တယ်လို့ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကပြောရေးဆိုခွင့်ရှိသူကစနေနေ့မှာပြောကြားခဲ့ပါတယ်။ အာဆီယံဖွဲ့လက်ရှိဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါဣဘရာဟင်နဲ့တရုတ်နိုင်ငံရဲ့တင်းမာမှုတွေလျှော့ချဖို့ကြိုးပမ်းမှုတွေရှိလင့်ကစားထိုင်းနဲ့ကမ္ဘောဒီးယားကနေဆက်တရှောင်းအင်အားဖြစ်တင်းမှုတွေပြုလုပ်ခဲ့တာပါ ထိုင်းနဲ့ကမ္ဘောဒီးယားဟာ900မိုင်ရှိနေဆက်တရှောင်းနယ်နိမိတ်မတိုင်းတာရသေးတဲ့နေရာတွေမှာပိုင်နဲ့နယ်မြေအငင်းပွားမှုဖြစ်ခဲ့တာဆယ်စုနှစ်တခုကျော်ခဲ့ပြီဖြစ်ပါတယ်ထိုင်းထိုင်းနဲ့ကမ္ဘောဒီးယားနယ်ဆက်ငင်းပွားမှုဖြစ်ရှင်းမဲ့နိုင်ငံပူးရဲနယ်ဆက်ကွန်ရှင်စည်းဝေးကို ဇွန်လ14ရက်မှပြုလုပ်မှာဖြစ်ပါတယ်။ American သမ္မတဒေါ်နယ်ထရန့်ရဲ့ရုရှားရဲ့ယူကရိန်းကျူးကျော်ဆင်ဟာပန်းဉဏ်ထဲမှာရန်ဖြစ်နေတဲ့ကလေးတွေနဲ့နှိုင်းရှင်ပြမှုကိုယူကရိန်းသမ္မတဇလန်စကီက ABC News နဲ့အင်တာဗျူးမှာပယ်ချခဲ့ပါတယ်။ ျွန်တော်တို့ဟာပန်းချန်တွေကကစားကွင်းမှာရုရှားသမ္မတဗလာဒီမာပူတင်နဲ့ရန်ဖြစ်နေတဲ့ကလေးတွေမဟုတ်ပါဘူးပူတင်ဟာကလေးငယ်တွေကိုတတ်ဖြတ်ဖို့ပန်းချန်ကိုလာခဲ့တဲ့လူသက်ကောင်တူဖြစ်ပါတယ်လို့ဇလန်စကီးကပြောပါတယ်လက်ရှိအချိန်ဟာရုရှားကျူးကျော်စစ်မှဂျာမန်ဆွတ်ဖက်ဖို့အကောင်းဆုံးမဟုတ်ဘူးလို့သူတယောက်တည်းယူကရိန်းစစ်ပွဲကိုအဆုံးသတ်နိုင်တယ်လို့ထပ်တလဲလဲပြောဆိုခဲ့တဲ့ဒေါ်နယ်ထရန့်ကဇွန်လ9ရက်မှာပြောကြားခဲ့ပါတယ်တခါတည်းရန်ဖြစ်နေတဲ့ကလေးငယ်နှူးကိုခမည်းတော်တွေ့မှာပါ သူတို့ကအချင်းချင်းမုန်းတီးကြပြီးပန်းချံထဲမှာရံဖြစ်ကြပါတယ်။သူတို့ရံဖြစ်လို့သူတို့ကိုဖြန့်ဖြေးရင်မကြိုက်ပါဘူး။တခါတရံအကောင်းဆုံးကသူတို့ကိုခဏတာရံဖြစ်ခိုင်းပြီးမှဖြန့်ဖြေးပေးပါလို့ဂျာမနီဝန်ကြီးချုပ် Fredis Mars နဲ့တွေ့ဆုံမှုမှာဒေါ်နယ်ထရန့်ကပြောကြားခဲ့ပါတယ်။နှစ်နိုင်ငံကြားငြိမ်းချမ်းဆွေးနွေးမှုတွေရပ်တန့်နေပြီးရုရှားရဲ့ဒရုန်းတိုက်ခိုက်မှုတွေကြောင့်လူသေးချေထိခိုက်မှုမြင့်တက်လာကာ ရုရှားကသဘောတူညီချက်ပြုလုပ်ဖို့ညှင်းဆန်ချိန်မှာ၎င်းကအခုလိုမှတ်ချက်ပြုခဲ့တာပါငြိမ်းချမ်းရေးသဘောတူညီချက်ရဲ့ပထမအဆင့်ဖြင့်အနောက်နိုင်ငံတွေအစိုးပြုတဲ့ရက်30အပြစ်ခတ်ရက်စဲရေးကိုလက်ခံဖို့ယူကရိန်းကရုရှားကိုတိုက်တွန်းခဲ့ပေမဲ့ရုရှားကပယ်ချခဲ့ပါတယ်ရုရှားရဲ့ဒုံးကျည်တိုက်ခိုက်မှုကြောင့်ဇနီးတဲ့နဲ့သားသမီးသုံးဆုံးရှုံးခဲ့တဲ့ယူကရိန်းဖခင်တူရဲ့နာကျင်မှုအကြောင်းဇလန်စကီးကပြောခဲ့ပါတယ် သူဒေါ်နယ်ထရန့်ကဒီလိုနာကျင်မှုမျိုးကို အပြည့်အဝနားလည်မပေးနိုင်ပါဘူးလို့၎င်းကဆိုပါတယ်